ုရွေးချယ်ထားတဲ့ပုဂ္ဂိုလ်ကျတော့အင်စာတဲ့ခေါင်းစဉ်ကြီးကလေခေါင်းစဉ်ကြီးကတော့အင်စာပါအာတရဲ့ခေါင်းစဉ်ခွဲလေးကကျတော့ snipe kit snipe ကြော်တာပြောတာပေါ့နော် kit ကလာလေးပေါ်လာတဲ့အသုံးနှုန်းတွေထဲမှာတဲ့မကြိုက်ဆုံးပြောရရင်တဲ့ snipe ကြော်ဆိုတာနဲ့ပေါ်ပြဆိုတာပါပဲတဲ့အရင်ရက်ွက်ဆန်တယ်လို့ခန့်စားရတယ်တဲ့အစင်တမ်းမရှိအောင်တမင်နှိမ်ပြီးခေါ်ထားတာတွေဆိုရင်တော့တဲ့မပြောတတ်ဘူးပေါ့လေထားပါတော့ စနိုက်ကျော်လို့ခေါ်မယ်အနက်ဖွင့်ရရင်လင်လူသူများပေါ့ပုံမှန်အားဖြင့်တော့တစ္ဆာမရှိတဲ့ယောက်ျားနဲ့စနိုက်ကျော်မားနဲ့ပေါင်းဆက်လိုက်တဲ့အခါအနိုင်ခံလိုက်ရသူဘက်ကနေဆက်ဆက်ခါနာကျင်ရင် facebook.com ပြပြစင် share စီရဆဲစီရစနိုက်ကျော်မူကြီးရုံသုံးကားနဲ့အောင်မြင်စွာ PC တက်ကြသည်ပေါ့ဒါကပုံမှန်ဖြစ်ရုပ်ဖြစ်စဉ်ဆိုပေမဲ့အန်အန်းတန်စီရကောင်းတာဘာတွေ့သွားလဲဆိုတော့ ိမမှန်ရင်ကိုအကျော်ခံရသည်ဖြစ်စေကိုနဲ့ဘာမှမဆိုင်သည်ဖြစ်စေစနိုင်ကျော်မဟိဆိုတာနဲ့ဥထဲအသေးတဲ့ဥထဲအသေးတဲ့ကနေတညီတညွတ်တန်မုံသီးဆက်ဆုပ်ကြရဲဆိုတာကိုတတိယပါတယ်ကောလက်ထဲကလူကိုလူယူသွားတဲ့သို့မဟုတ်လူဖို့အလားလာရှိနေတဲ့ကောင်မတယောက်ကိုမုံတာမားလားဆိုရင်မမားပါဘူးပဲဖြေရမယ်ထင်ပါတယ် သို့တော့မတူကွဲပြားတဲ့ရှုထောင့်တစ်ခုကိုလက်ခံနိုင်စွမ်းရှိရဆိုရင်ဒီစာကိုစဖတ်ပါကြော်သွားပြီးလိုအပ်လာမှ ပြန်လာဖက်လေးရပါတယ်ကျွန်တော်ကအချစ်ကိုနှုတ်နှစ်ဖက်လိုယုံကြည်သက်ဝင်နေ Libra မို့လားမသိဟန်ချက်ဟန်ချက်ညီညွတ်မြတ်တာမှုကိုပုံမြင်တတ်တယ်ကျွန်တော်အမြင်မှာစနိုက်ကျော်ရန်ကိုအမြဲတစေကြောက်နေတတ်တဲ့တစ်ချိန်လုံးတုံဝန်တုံမှုတွေနဲ့အလုံးပန်းနေတတ်တဲ့မိမတွေဟာစနိုက်ကျော်ခံရဖို့ သစ္စာဖောက်ခံရဖို့ chance အများဆုံးတွေလို့မြင်နေ။ဘာလို့လဲဆိုတော့သူတို့ဟာတိတိတတ်တာအင်စာမလုံးနေတဲ့သူတွေဖြစ်လို့ပါတဲ့။